တာရတဲ့အနေဖြစ်ကြပါစေလို့အားလုံးကိုနေဦးမေ channel ကနေမှထွန်ပြန်လေးပြည့်ကြိုဆိုပါရစေ။ဒီနေ့ကတော့ပထမဦးဆုံးအနေနဲ့ရွေးကောက်ပွဲနဲ့အရင်စချင်တယ်။အဲ့ထက်မှာလွန်ခဲ့တဲ့မတ်လ28ရက်နေ့တုန်းကဂျာဇီရာနဲ့ဇိုမဲလုံးကနေမှအင်တာဗျူးပြုထားတဲ့ဥစ္စာရှိတယ်။အဲ့ထက်မှာဂျာဇီရာမေးတာကတော့နေကွန်က2023တို့ခုနှစ်တုန်းကအင်တာဗျူးပြုခဲ့တယ်။အဲ့တုန်းကနင်းပြောခဲ့တာကတော့ နေမြေဒေတာတချို့တွေကိုနင်းတို့မအုပ်ချုပ်နိုင်တော့တဲ့အတွက်ကြောင့်ရွေးကောက်ပွဲလုပ်ဖို့ရန်အတွက်အဆင်မပြေဘူးလို့ပြောတယ်ဒါပေမဲ့ဒီ2025 နောက်ဆုံးလဖြစ်တဲ့ဒီဒီဇင်ဘာနောက်ဆုံးပတ်မှာမှနင်းတို့လုံမယ်ဆိုတော့အခုကနင်းတို့အုပ်ချုပ်ထားတဲ့နေမြေဟာ30နှစ်ရာခိုင်နှုန်းပဲရှိတာဘလို့လုံမလဲလို့ပြောတဲ့ခါမှာဇော်မဲလုံးကဘာပြောလဲဆိုတစ်ကတော့နေမြေဒီကိုအမခံချက်ရှိတယ်လို့ပြောတယ်ဒုတိယကတော့တကောင်စင်းကောက်ထားတာဒီအားလုံးကတော့လုံချုံရဲတောင်ယူဆရာမလို့ပဲနဲ့ယူကောက်ပွဲကိုကောင်းကောင်းမွန်မွန်လှုပ်ဆောင်နိုင်တဲ့အတွက်ကြောင့်ဒီရွေးကောက်ပွဲကိုရှက်ဆက်ပြီးလှုပ်ဖို့ရန်အတွက်ဖြစ်တယ်လို့ပြောတယ်ဆိုတော့ဒါကိုနားထောင်တဲ့အခါကျွန် ကအံ့ဩတယ်နော်ဘတ်ထမတော့ကတော့ဘာကြောင့်မို့ဇော်မင်းလင်ကဒီလောက်အထိအမခံချက်ရှိတယ်လဲလို့ကျွန်မကအဲ့လိုမျိုးတော့စဉ်းစားခဲ့တယ်ဒါပေမဲ့ဒီနေ့ကဒီရွက်ကောက်ပွဲကိုအမခံချက်ပေးတဲ့သူတွေရှိတယ်ဘယ်သူလဲဆိုတော့ NCA ထဲမှာစာချုပ်ချုပ်ထားခဲ့တဲ့เนาะဆဲဖွဲ့ရှိတယ်ဆဲဖွဲ့တဲက၃ဖွဲ့ကတော့နှုတ်ထွက်သွားပြီးကျန်တဲ့9ဖွဲ့တွေကတော့စစ်ခွေးတွေနဲ့ တွိတ်ဆုံခဲ့တိုင်းတွိတ်ဆုံခဲ့တိုင်းဘာပြောတယ်လဲဆိုတော့သူတို့ရဲ့နေမြေထဲမှာရွေးကောက်ပွဲလုပ်ဖို့ရန်အတွက်သူတို့ကအမခံချက်ပေးတယ်လုံခြုံရေးအတွက်မဲဆွယ်ဖို့ပဲဖြစ်ဖြစ်ရွေးကောက်ပွဲလုပ်တဲ့အချိန်မှာပဲဖြစ်ဖြစ်မဲထဲမဲ့ပြည်သူတွေအားလုံးကိုပါလုံခြုံရေးပေးဖို့ရန်အတွက်အမခံချက်ရှိတယ်လို့သူတို့ပြောခဲ့တယ်ဒါပေမဲ့အခုကတော့နောက်ဆုံးတွိတ်ဆုံခဲ့တဲ့ PNLO ရဲ့ NCA S အဖွဲ့ရဲ့သူတို့နှစ်ဖွဲ့ကတော့အခုအချိန်ကထိသူတို့ရဲ့နေမည်ထဲမှာရွေးကောက်ပွဲကိုလုပ်ဖို့ရအတွက်အာမခံချက်ထပ်ပြမပေးထားတာရှိတယ်ဆိုတော့ဒီဥစ္စာကိုဆက်မပြောခင်မှာကျတို့ဗီဒီယိုတော်တော်လေးကိုနားထောင်ကြည့်ရအောင်เนาะဒီဘောက်ပွဲလမ်းကြောင်းကနေမှာဒီမူဒီလမ်းကြောင်းကိုပေါလို့ရမယ်ဆိုရင်ကျွန်တော်တို့ကတော့အားပေးနေတာအကြောင်းလဲကိုအချမ်းဖက်နေမဟုတ်ခဲနဲ့အငြင်းချမ်းတဲ့နေနဲ့အကြောင်းလဲဖို့ကျွန်တော်တို့အားပေးနေတာဒါ NC လမ်းကြောင်းလည်းဖြစ်တယ်ဗျနိုင်ငံရေးပါတီတွေ ကိုယ်နေမြေရနိုင်ငံပါတီတွေကိုလုံးလုံးလလမဲဆွဲနိုင်အောင်ပြည်သူတွေကလည်းလုံးလုံးလမဲပေးနိုင်အောင်ဒါကတော့ကျွန်တော်တို့ကတော့ SC လမ်းကြောင်းရပဲသဘောထားပေးယူတာဖြစ်ပါတယ် ခုနောက်ကာကနေမှာပြောသွားတာဖြစ်တယ်အကျန်းဖက်ဝါဒကိုမလက်ခံဘူးငင်းချန်းစွာနဲ့ပဲဒီလိုမျိုးရွေးကောက်ပွဲကိုလုပ်ဖို့ရွေးကောက်ပွဲကနေမှာသင့်ပဲဒီမိုကရေစီလမ်းကိုသွားနိုင်တယ်လို့သူပြောသွားတယ်ဆိုတော့ရွေးကောက်ပွဲလုပ်ပြီးမှပဲဒီမိုကရေစီသွားဖို့လုပ်တာလားဒါမှမဟုတ်လို့ရှင် အခုကနေမှာငိုရုတ်ကဒီမိုကရေစီကိုလိုလားတယ်ဆိုတဲ့အဥ္စာကိုပြရမှာလားဆိုတာကိုသူတို့မသိဘူးအခုရှမ်းပြည်နယ်မှာ မင်းဆွဲတဲ့သူဒီကိုပဲဖြစ်ဖြစ်ရွေးကောက်ပွဲလုပ်မဲ့အချိန်မှာပဲဖြစ်ဖြစ်မင်းပေးမဲ့သူကိုပဲဖြစ်ဖြစ်လွတ်လွတ်လပ်လပ်လုံလုံချုံချုံနဲ့လုံနိုင်ဖို့ရာအတွက်သူတို့ဘက်ကနေအာမခံချက်ပေးတယ်လို့ပြောလို့ရှိရင်ရွေးကောက်ပွဲတော့အာမခံချက်ပေးတယ်နင့်တို့နေတဲ့နေရာမှာစစ်ခွေးတွေဘုံမကျဲတဲ့မြို့ရော်တနေရာရှိသလားအခုအထူးသဖြင့်ရှမ်းမြောက်မှာနင့်တို့တွားကြည့်လိုက်ပါစစ်ခွေးတွေမဖြက်စီးလိုက်တဲ့မြို့ရော်တမြို့ရော်ရှိသလား ညင်ညင်ချမ်းချမ်းနဲ့ဒီမိုကရေစီဖော်ဆောင်တာကိုလိုချင်တယ်ဆိုလို့ရှိရင်ဒီမိုကရေစီဖော်ဆောင်ဖို့ရန်အတွက်အရေးအယံအခုကနေမှပြရမှာမဟုတ်ဘူးလားငါတို့ရွေးကောက်ပွဲမလုပ်သေးတဲ့အတွက်ကြောင့်အခုကငါတို့ကြိုက်တယ်လို့အကြမ်းဖက်လုပ်သွားမယ်ရွေးကောက်ပွဲပြီးတဲ့အချိန်ကျမှပဲငါတို့ဒီမိုကရေစီဖော်ဆောင်မယ်အဲ့လိုမျိုးရသလားခွန်အုပ်ကပြောသွားတာဟာ ငိမ့်ငိမ့်ချမ်းချမ်းပဲကြိုက်တယ်အကျန်းဖက်မကြိုက်ဘူးလို့ပြောတယ်ဆိုတော့အခုနင်းတို့ထောက်ခံနေတဲ့နင်းတို့စစ်ခွေးတွေကမြန်မာနိုင်ငံတပြင်းလုံးမကြည့်နဲ့နင်းတို့နေတဲ့ရှမ်းပြည်ထဲမှာပဲဘုံမကျဲတဲ့မြို့ရွာတမြို့ရွာရှိသလား စစ်ခွေးတဲ့တလောက်အထိအကြမ်းဖက်လုပ်နေတာကိုငိုတို့ကအကြမ်းဖက်ကိုလက်မခံဘဲနဲ့ငင်းငင်းချမ်းချမ်းနဲ့လောက်တာကိုအထောက်ခံတယ်ပြီးလို့ရှင်ဒါက NCA လမ်းကြောင်းဖြစ်တယ်လို့ပြောတယ်ဆိုတော့ဒီ NCA ဆိုတဲ့ငင်းချမ်းစွာနေထိုင်ဖို့ရန်အတွက်နင်းတို့ဘယ်နဲ့နစ်ဆောင်ဖို့လိုတယ်လဲလို့ကျွန်မလွန်ခဲ့တဲ့အချိန်မှာလဲမေးကိုမေးခဲ့ပြီမြန်မာနိုင်ငံသားအချင်းချင်းငိုတို့ကငင်းငင်းချမ်းချမ်းနေရအောင်လို့ဆွေးနွေးဖို့ရန်အတွက် ဘယ်နဲ့နဲ့အချိန်ယူရမှာလဲအခုဆေးစုနဲ့နစုရှိလာပြီ အခုအချိန်ထိမငိမ့်ချမ်းတာဒီဆိုလို့ရှိရင်တော့ကျမတို့ကကိုယ်မြန်မာနိုင်ငံမှာရှိတဲ့တိုင်းရင်းသားနဲ့ပဲဆွေးနွေးတာလားတာမမဟုတ်ကဘာပေါ်မှာရှိတဲ့နိုင်ငံတနိုင်ငံပြည်တနိုင်ငံဆွေးနွေးနေလို့ကျမတို့ကဒီဆေးစုနဲ့နစုတော့မှမပြီးနိုင်တဲ့အစည်းအဝေးဖြစ်တလား တကယ်လို့ဒါဒီစစ်ခွေးတွေကအာနာကြီးဆိုမှုလူမျိုးကြီးဝါဒတွေအာနာရှင်ဆန်တဲ့အရာတွေမလုပ်ခဲ့ဘူးဆိုလို့ရှိရင်ဒီနေ့ NCA ဆိုတာဟာတနစ်မှာအဆင်မပြေနိုင်ဘူးဖြစ်နိုင်တယ်နှစ်နှစ်အဆင်မပြေနိုင်ဘူးဖြစ်နိုင်တယ်ထားလိုက်၃နှစ်ထိအဆင်မပြေနိုင်ဘူးထားလိုက်ဒါပေမဲ့၅နှစ်ဆိုရင်တော့လုံးဝပြီးစီးရမှာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ကျတော်တို့ဟာတမြေသေးနဲ့တရေသေးတောက်တဲ့ တရင်သားတွေဖြစ်တဲ့အတွက်ကြောင့်ကိုယ်နေရာမှာကိုယ်နေဖို့ကိုကဘလို့လဲဆိုတာကိုသိလို့ရှိရင်ဒီလောက်အထိရှေးကြစွာကျတို့က NCA ကိုမျောကိုနေဆရာမလို့ဘူးဒီနေ့ငိမ့်ချမ်းရေလုတ်တယ်လို့ပြောပြမှာအခုနင်းတို့ဘို့အို့တယ်ငွေတို့ကလုံချုံမှုကိုပေးနိုင်တယ်အာမခံချက်ရှိတယ်လို့ပြောရအောင်အခုနင်းတို့ဒီကိုစစ်ခွေးတွေဘယ်နေရာမှာပေးတယ်လဲနင်းတို့စစ်ခွေးတွေနေတဲ့နေရာမှာနင်းတို့ကိုထိုင်ခိုင်းတယ်လားစဉ်းစားကြည့်ကြပါ နင်းတို့အဖေအမေတွေကနင်းတို့ကိုကြုံဖြစ်ဖို့ရာအတွက်မွေးဖွားထားသလားဆိုတာ ကိုကိုကိုစဉ်းစားကြည့်ပါငါဟာငါခြေတော့ပေါ်မှာငါရက်နိုင်ပြီးမှငါအုံနောက်နဲ့ငါစဉ်းစားနိုင်တယ်ဆိုတော့အတိညာတာရှိခဲ့တယ်ဆိုလို့ရှင်ဒီနေ့နင်းတို့ဒီစကားကိုပြောလာမှာမဟုတ်ဘူးအခုခွန်အုတ်ကားတွေဆိုတာတွေလဲထုံနည်း၎င်းပဲနင်းတို့ရဲ့အုံနောက်ထဲမှာလူဆိုတဲ့အုံနောက်တာရှိခဲ့ရင်ငါကတော့ငါအုံနောက်နဲ့ငါဆုံးဖြတ်နိုင်ခွင့်ရှိတယ်ငါမှလည်းလွတ်လပ်ပိုင်ခွင့်ရှိတယ်ဆိုတော့အသွေးအခေါ်တာရှိခဲ့တယ်ဆိုလို့ရှိရင်နင်းတို့ဒီနေ့ဒီအချိန်မှာ NCA ထဲမှာဆက်လက်ပြီးရက်နေစရာကြောင်းရှိ ဘူးအခုချက်မြောက်မှာပဲကြည့်လိုက်ချက်မြောက်မှာလက်နက်ကင်တွေဖွဲ့တယ်အများကြီးရှိတယ်ပါတီတွေအများကြီးရှိတယ်အခုနင်တို့ချက်မြောက်ကိုနင်တို့အုပ်ချုပ်နိုင်တယ်လားချက်မြောက်ဆိုတဲ့နေရာတက်တဲလေးထဲမှာတောင်နင်တို့အုပ်ချုပ်နိုင်တယ်လားအခုချက်မြောက်မှာအခု TNLAD ကျွန်တော် KIAD ကိုနည်းနည်းညံ့ညံ့ရန်ရှာပြီးမောင်းထုတ်ချင်နေတယ်အခုတဘာနိုင်ငံဖြစ်တဲ့တရုတ်တွေဝန်လာရင်နင်တို့ဘတ်စကားတခုပြောနိုင်တယ်လားနင်တို့မွေးဖွားလာတာဟာလူစင်စစ်မွေးဖွားလာသလား ကျွန်ဖြစ်ဖို့မွေးဖွားလာသလားဆိုကိုကိုကိုစဉ်းစားပါလို့ပဲပြောချင်တယ်ဆိုတော့အခုခွန်အုပ်ကားဒီလဲထူးနေလကောင်းပဲ NCA ရဲ့လမ်းကြောင်းလေးဖြစ်တဲ့ဒီရွေးကောက်ပွဲအားဖြင့်ပဲဒီမိုကရေစီတွားနိုင်တယ်ဆိုတဲ့အဖွဲ့တီမြင်းမြင်းမထားပြီးမှနင်းတို့သတိနေနေကြပါလို့ရွေးကောက်ပွဲတော့အမခန့်ချက်မပေးခင်မှာနင်းတို့အသက်အတွက်နင်းတို့အမခန့်ချက်ထားပါလို့ပဲကြွအဒီကနေ warning ပေးချင်တယ်နော်ဆိုတော့နောက်တဲ့တဲ့ပုတ်အနေနဲ့ကတော့အခုစစ်ခွေးတွေနဲ့တရုတ်တီက လာရှိုးမှာရှိတဲ့ဆင်းနကောင်ဟိုတယ်မှာဆွေးနွေးနေတယ်ဆိုတာတော့ကျမတို့အားလုံးသိပြီးသားဖြစ်တယ်။ဆိုတော့အဲ့ထက်မှာဒဘောတူညီချက်တချို့တွေကတော့ထွက်ပေါ်လာတယ်။စစ်ခွေးတွေပြောလို့လည်းမဟုတ်ဘူး။ MNDA တွေပြောလို့လည်းမဟုတ်ဘူး။ဒါပေမဲ့အသွင်းကနေမှာ တယောက်ယောက်အဖြစ်ကျမတို့ရရှိလာတဲ့သတင်းတွေထွက်ပေါ်လာခဲ့ပြီဆိုတော့အရင်တော့ကကိုမင်းမှာစစ်ခွေးတွေနဲ့ MNDAA AD က၃လခါဆွေးနွေးခဲ့ရင်လဲသူတို့ရဲ့သဘောတူညီချက်ဒီနေ့ဒီအချိန်တည်းမထုတ်ပြန်ထားဘူးဒီမိုကရေစီလို့ပြောတတ်ပြီးမှဒီမိုကရေစီရဲ့အသိပေးကိုနားမလည်တဲ့ခွေးတွေရဲ့ခွေးချင်းခွေးကြံတဲ့အလုပ်တွေဖြစ်တယ်အခုဆွေးနွေးထားတဲ့ထဲကနေမှထွက်ပေါ်လာတဲ့ တခုဆိုလို့ရှိရင်တော့မလဲကနယ်မှာမူဇေအထိ EAO တွေအားလုံးဖိရှားပေးရမယ်လို့ပြောတယ်ဆိုတော့ဒီနေ့ကျွန်တော်ကခုနင်းမြေကိုရရှိဖို့ရအတွက်တိုက်ပွဲဝင်နေတာဖြစ်တယ်တရုတ်တွေအတွက်တိုက်ပေးနေတာမဟုတ်တဲ့အတွက်ကြောင့်တရုတ်တွေကနင်းတို့ကဒီနေ့ကနေစပြီးမှမလဲကနယ်မူဇေအထိနင်းတို့ဆုတ်ခွာပေးရမယ်လို့တရုတ်တွေကျွန်တော်ကိုအာဏာပေးဆံမလို့ဘူးကျွန်တော်ကတရုတ်ရဲ့လက်အောက်ခံမဟုတ်ဘူးခုလိုမျိုးနဲ့ကိုအုပ်ချုပ်ဖို့ရလိုတဲ့အတွက်ကြောင့်ကျွန်တော်ကိုအုပ်ချုပ်နေတဲ့ခွေးတွေကိုတောင်းကျွန်တော်ဒီနေ့တိုက်ထုတ်နေတာဖြစ်တယ်ဒါကြောင့်တရုတ်တွေကျွန်တော်ကို အာနာလုံးဝလာပေးဆရာမလို့ဘူး EA Audi ဘယ်မန်နေဂျင်မန်နေဂျင်ဟာတရုတ်တွေနဲ့လုံးဝမဆိုင်ဘူးဆိုတဲ့အစားကျွန်မပြောချင်တယ်။နောက်တစ်ခုကတော့ TNLAD ဒီကေလို့များတိုက်ခိုက်မှုတွေများဖြစ်ခဲ့မလားဆိုတဲ့ပုံစံနဲ့သူတို့စူးရင်လို့ပြောမယ်ထင်တယ်။ဒါကြောင့်မို့ပဲအခု TNLAD တိုက်ပွဲတွေမဖော်ဆောင်နိုင်ဖို့ရန်အတွက် အဲ့နေရာကိုဝါတွေကနေမှအတော်ဘူးယူပေးရမယ်လို့ပြောတယ်ဆိုတော့ဝါတွေကိုလည်းဒီနေ့ဒီချိန်မှာဗာပြောချင်တယ်လေဆိုတော့လူဆိုတာကကိုယ့်ရဲ့အမျိုးအနွယ်လိုက်မွေးလာတဲ့အခါမှာကိုယ့်ရဲ့လူမျိုးအတွက်ကိုအသက်ရှင်ရတာ ဖြစ်တယ်အခုနင်းတို့ကဝါအဆိုပြေမှာမွေးလာတဲ့အဖွဲ့အစည်းဟာတရုတ်ကျွန်ဖြစ်ဖို့လားဆိုတာကိုယ့်ကိုယ်ကိုစဉ်းစားပါလို့ပဲပြောချင်တယ်နော်ပြီးလို့ရှိရင်လည်း GTNL တွေကကြောက်မဲ့အထိဆုတ်ပေးရမယ်လို့လဲထွက်ပေါ်နေတာဖြစ်တယ်။ပြီးနောက်တစ်ခုကတော့ Lasho အနီးတဝိုက်ထဲမှာ PDF တွေလုံးဝလှုပ်ရှားမှုလုံးလုံးမရအောင် MNDAA တွေနဲ့ဝါတွေကနေမှတာဝန်ယူပေးရမယ်လို့ပြောတယ်။လောကကြီးထဲမှာကိုကအသက်တခါပဲတက်ရှင်တယ်။လောကကြီးရဲ့စည်းစိမ်တွေဟာဘယ်တော့မှမတည်မြဲဘူး။ဒါပေမဲ့ကိုအသက်ရှင်နေတဲ့အခါမှာကိုရဲ့ခွန်အားတွေနဲ့ကိုရှာစားပြီးမှကိုရဲ့အသက်ခံနဲ့ကိုနေရတာဖြစ်တယ်။ကိုတည်တဲ့အချိန်ထိသူများအတွက်ကြုံခံချင်နေကြသလားလို့ပဲကြွဒီတိုင်းပဲပြောချင်တယ်။နော်ပြီးတော့နောက်တစ်ခုကတော့ တယုတ်ဒီရဲ့အကြီးကအချက်လက်ဖြစ်တယ်ဒါကဘာလဲဆိုတော့စစ်ခွေးတွေဘက်ကနေမှကိုကနေမြင်တဲ့ဝါဒီရဲ့အရင်အစိုးရကတည်းကနေမှပေးထားခဲ့တဲ့သူ့ရဲ့နေမြေထဲမှာငိမ့်ချန်းစွာအတူရှင်သွဲနေနိုင်ဖို့ရအတွက်သာဝရငိမ့်ချရဲကိုပေးရမယ်ဆိုတဲ့အာမခံချက်ကိုပေးရမယ်လို့ပြောတယ်ဆိုတာကလုံးဝဝရီနေရမှာကိုကနေနေရထဲမှာစစ်ခွေးတွေဘေတော့အခါမှာမှဘာမှလာလို့မရဘူးဆိုတဲ့အာမခံချက်ကိုတယုတ်ဒီကနေမှာ စစ်ခွေးတွေကိုပေးခိုင်းတာဖြစ်တယ်ဆိုတော့အခုဘောမတွေကိုကြွအထူးသဖြင့်ပြောချင်တယ်နင်တို့ဘောမတွေနဲ့နဲ့ညညခွေးမစင်စားပြီးအော်နေတဲ့စကားတစ်ခုကဘာပြောလဲဆိုတော့မြန်မာနိုင်ငံမှာ KIA မရှိလဲကိစ္စမရှိဘူးအရခတ်တတော်ဒီမရှိရင်လည်းကိစ္စမရှိဘူးဒါပေမဲ့နိုင်ငံတနိုင်ငံထဲမှာစစ်တပ်မရှိတော့မရဘူးဒီစစ်တပ်ဟာပြပရန်ကိုကာကွယ်ပေးတယ်လို့မြန်မာနိုင်ငံကိုထိပလာတဲ့အရာအလုံးကိုကာကွယ်ဖို့ရတဲ့ 这么多说了哈，六阿台六表嘞，假如阿龙话嘞，这么多六阿台说了，阿龙贷款被卖，阿那是西部木六阿布说了，对，找爹呢带陪护呢啦，别得说了，爹呢，你诺贷款呢嘞，这么多，这么多路贷款呢嘞，我包你，你诺生产机子，阿古毕巴杨果加工呢的啦，他们木毕巴个土地哥哥啦，欧超坡原来你诺过来，雷英呢国土阿毕嘛，对欧地国土阿可拉开的啦，说了你诺生产机吧，说了阿古你诺。 ထောက်ခံနေတဲ့ခွေးစက်တပ်တွေကပြပရန်ကိုကာကွယ်နေတလားတခြားနိုင်ငံကိုအုပ်ချုပ်ဖို့အတွက်ခေါ်လာခဲ့တဲ့သူတွေလားဆိုတော့ခုနင်တို့သိပြီဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အခုနင်တို့ဘောမတွေရှင်းကြအခုတမတော်ကိုကြိုက်တော့မဟုတ်ပေမဲ့မြန်မာနိုင်ငံအတွက်မရှိမဖြစ်တဲ့တပ်ဖွဲ့ဖြစ်တဲ့အတွက်ကြောင့်ငွေတော့ထောက်ခံတယ်လို့ပြောတဲ့နင်တို့ဘောမတွေအခုအရှင်းကြအခုကျမနဘဲနားမှာပုံတွေ့တယ်နော်လာရှိုးမျိုးကကြိုးဆိုပါဤဆိုတဲ့နေရာထဲမှာဘသူအလန့်ထူထားတယ်လဲ အခုဒီလာရှိုးမျိုးဟာမြန်မာနိုင်ငံလားတရုတ်နိုင်ငံလားပြီးလို့ရှိရင်ဒီတရုတ်နဲ့ရက်နေတဲ့သူတရုတ်လားဗမာလားကြည့်လိုက်ဘာအလံကိုနှစ်ယောက်စလုံးကင်ထားတဲ့တပ်ပုံလဲကြည့်ကြဒါကြောင့်နင်းတို့ဘောမတွေကိုအစကတည်းပြောတယ်ဒီစစ်ခွေးတွေဟာ အာနာရှင်ဖြစ်တယ်တဖို့ပဲစဉ်းစားတဲ့ခွေးတွေဖြစ်တယ်လို့ပြောတယ်ဒါပေမဲ့နင်းတို့ကအကျဉ်းကျဉ်းအခါခါနင်းတို့ပြောတယ်ဒီတပ်မတော်ကမှပဲ ငိုရမြန်မာနိုင်ငံကို အုပ်ချုပ်တဲ့ဒီတပ်မတော်ကပဲငိုရို့ကိုကာကွယ်ပေးတယ်လို့ပြောတယ်အခုနင်တို့ကာကွယ်နေတယ်လားရောင်းစားနေတယ်လားဆိုတာနင်တို့မစင်စားတတ်ဘူးလားဒီခွေးချပူအာနာရဖို့ရအတွက်ကနင်တို့လိုမျိုးအုံအောင်မရှိတဲ့ဘောမတွေကျုံနေရှိတဲ့အတွက်ကြောင့်သူဟာကောင်းဆောင်ဖြစ်လာတာကောင်းဆောင်ဖြစ်ဖို့အတွက်တပည့်ပဲလိုတယ်အဲ့တပည့်ဒီကအုံအောင်မရှိတဲ့တပည့်တွေရှိဖို့လိုတာ တပည့်မရှိရင်ဘယ်တော့မှဘယ်သူကမှကောင်းဆောင်ဆိုတာဖြစ်မလာဘူးပြီးနောက်တစ်ခုကဘာလဲဆိုတော့လက်နဲ့ကိုင်ပฏิပခတွေမဖြစ်ဖို့ရအတွက်ညနိုင်ရဲကောမဒီအဖြစ်တရုတ်အစိုးရတွေကတော့ကြားနေပြီးမှစောင့်ကြည့်ရဲယုံကို အခုလာရှိုးမှဖွင့်ထားမယ်တဲ့ငရုနိုင်ငံကပฏิပခတွေကိုသူစောင့်ကြည့်ရလောက်အောင် သူကငရုရဲ့ဒိုင်လူကြီးလားဒီတရုတ်ဒီချောင်းငရုမြန်မာနိုင်ငံဆိုတာဖြစ်ပေါ်လာတာလား ငါတို့ကကိုယ်နိုင်ငံနဲ့ကိုယ်တောင်မထိမ့်သိမ့်နိုင်လိုက်ရအောင် သူများနိုင်ငံဒီစောင့်ကြည့်ရဲရုံးတောင်ဖွင့်ရလောက်အောင်ဒီနေ့ငါတို့မြန်မာနိုင်ငံမှာဘယ်သူကမှကိုယ့်ရဲ့နေရာကိုထိမ့်ချောင်းနိုင်တဲ့အစွမ်းစာမရှိကြတာလားပြီးတော့အခုဒီယာယီကာလမှာလုံချုံရဲအဖြစ် MNDAA နဲ့ဝါဒီကတော့လာရှောအနီးတဝိုက်နားမှာယာယီလုံချုံရဲတက်ဆွဲထားမှာဖြစ်တယ် ဒီစစ်ခွေးတွေဘက်ကနေမှနေရအတီတကြဖြစ်သွားပြီဆိုလို့ရှင်တော့သူတို့နေရကိုသူတို့ဆုတ်သွားမယ်လို့ပြောတယ်ဒါပေမဲ့တဟာလဲတရားရခိုင်တော့ယုံကြည်လို့မရဘူးလို့လည်းပြောလို့ရတယ်เนาะပြီးနောက်ဆုံးတစ်ချက်အနေနဲ့ကဘာသဘောတူညီချက်ရရှိခဲ့တယ်လဲဆိုတော့ခဏတော့ကပြောတယ်လို့အရင်အစိုးရကနေမှကုကန်တွေနဲ့ဝါတွေကိုပေးခဲ့တဲ့နေရတွေကိုသူတို့ဖာနဲ့သူတို့လွတ်လွတ်လပ်လပ်နေနိုင်ဖို့ရအတွက်အာမခံချက်ပေးရမယ်လို့တရုတ် တောင်းတဲ့ဥစ္စာကိုစစ်ခွေးတွေဘက်ကနေမှအာမခံချက် အပြစ်ပေးတယ်လို့ပြောတယ်ဆိုတော့ဒီစကား ကိုနားထောင်လိုက်တဲ့အခါမှာကျတော့တိဖို့က အခုတရုတ်တောင်းတာဟာ MNDAAD တက်ယူခဲ့တဲ့နေရာကြီးထဲမှာသူတို့လွတ်လွတ်လပ်လပ်နေနိုင်ဖို့ရတဲ့ငိမ့်ချမ်းစွာနေနိုင်ဖို့ရတဲ့နင်းတို့စစ်ခွေးတွေအနောက်ရှက်ပေးလို့မရဘူးလို့သူတို့မပြောခဲ့ဘူးเนาะအရင်တော့အစိုးရကြီးပေးခဲ့တဲ့နေရာမှာသူတို့နေတဲ့အခါမှာငိမ့်ငိမ့်ချမ်းချမ်းနဲ့အတူရှင်သွဲနေနိုင်ဖို့ရတဲ့လို့ပြောကြတဲ့ကကိုတော့ MNDAAD ဟာအလကားအချိန်ကုန်ငွေကုန်ပြည်သူလူထုတွေရဲ့အသက်တွေအကုန်ခံပြီးမှသူတို့နေရာကိုရွှေ့သွားတယ်လို့ အဲ့တဘောကိုလည်းဆောင်းတာဖြစ်တယ်စစ်ခွေးတွေဘက်ကနေမှတဘောသူညီချက်ကိုပေးလိုက်ပြီးဆိုကြတဲ့ကောင်တော့ဒီနေ့ကတော့ဒီ MNDAA တွေဟာလုံးဝ MNDAAD ဆိုတဲ့နာမည်နဲ့တော်လာရဲထဲမှာပါဝင်လို့မရတော့ဘူးဆိုတာတော့သိရှင်းနေသွားပြီဖြစ်တယ်။ဒီ MNDAA နဲ့ဝတွေဟာတရုတ်လူမျိုးဖြစ်တယ်လို့ကျမတို့ကအမြဲတမ်းပြောနေကြတဲ့အတိုင်းပဲ။ဒီနေ့မြန်မာနိုင်ငံမှာတပါတိုင်းရင်းသားကလူမျိုးကို ငင်းချမ်းစွာနေထိုင်ဖို့ရတော့အမခံချက်ပေးရမယ်လို့ပြောတဲ့အခါမှာအမခံချက်ပေးပြီးမှ ဒီနေ့တကယ်ပဲတိုင်းရင်းသားဖြစ်တဲ့မြန်မာနိုင်ငံသားတွေကိုကြတော့ငိုတို့ကငိုတို့အုပ်ချုပ်ရေးကိုငိုတို့လိုချင်တဲ့ငိုတို့ရဲ့နေမြေကိုငိုတို့အုပ်ချုပ်ချင်တယ်လို့ပြောတဲ့အခါမှာဒီနေ့ပေါင်း80အတိုင်းဘုံကျဲတိုက်ခိုက်လာခဲ့တဲ့ဒီစစ်ခွေးတွေနင့်တို့စဉ်းစားကြည့်ကိုယ့်ရဲ့တိုင်းရင်းသားအချင်းချင်းကိုကြတော့နင့်တို့ကိုငိုတို့နေမြေပေးလို့မရဘူးကိုယ့်နေမြေကိုကိုယ်တိုက်ယူလို့ရှိရင်တော့နင့်တို့ကပြည်ထောင်စုနေမြေကိုနင့်တို့ကဖဲ့ယူနေကြတယ်ဒီနင့်တို့ကြတော့မြန်မာမြေပုံကိုဖျက်ဆားချင်နေကြတယ်လို့နင့်တို့ဟောင်းနေကြတဲ့ဘောမတွေ နင်းတို့ကတရေခံအကြီးဖြစ်သွားပြီဆိုတာလေနင်းတို့မမဲနဲ့နော်ငို့တို့အားလုံးဟာတရင်သားဖြစ်တဲ့ကိုယ့်နေရကိုကိုလိုချင်ကြမှာပဲဒါကြောင့်တို့လည်းတို့ရဲ့အရေးကိုတို့တိုက်နေကြတယ်လို့နင်းတို့မမြင်ပဲနဲ့မြန်မာနိုင်ငံရဲ့မြေပုံကိုဖျက်ဆားနေတဲ့မြန်မာနိုင်ငံကိုဖိတ်ဆားကြတယ်လို့ပြောနေတဲ့နင်းတို့ဘောမတွေအခုနင်းတို့ရဲ့ခေါင်းဆောင်မြန်မာနိုင်ငံမှာမရှိမဖြစ်ဖြစ်တယ်လို့ပြောတဲ့တမတော်ရဲ့ခေါင်းဆောင်ဆိုတဲ့ခွေးချဘူးဂျယ်လီဘီကနေမှတရုတ်ကိုခေါ်လာပြီးမှအခု တရုတ်ဒီချက်မြောက်မှာအုပ်ဆိုးနေပြီစကားပြောကြလေကြဲကြဲပြောကြလေအော်ကြလေနင်တို့ဘ ᱹ ရန်ကိုကောက်ွယ်နေလားဒီတက်မတော်ဟာတိုင်းရင်သားရန်ကိုကောက်ွယ်ဖို့လားတိုင်းရင်သားတွေကိုနှိမ့်ဆက်ဖို့လားဒါမှမဟုတ်ပြည်ပရန်ကိုကောက်ွယ်ဖို့အတွက်နင်တို့တီထောင်ထားသလားစဉ်းစားကြည့်ကြဒီနေ့မြန်မာနိုင်ငံကိုဖဲ့ရောင်းတာဟာနင်တို့ဖြစ်တယ်လို့အခုကတော့ဂျပုပဲအပြစ်ရှိတာမဟုတ်ဘူးနင်တို့ဘောမတွေတည်ရခံဖြစ်တယ် နင်းတို့မလို့ရင် ခွေးချဘူးဒီနေရာကိုရောက်လာစရာအကြောင်းမရှိသလိုနင်းတို့မလို့ရင်မြန်မာနိုင်ငံကိုဒီလောက်ထိသူချေလဲနိုင်စွာမရှိဘူးနင်းတို့လိုမျိုးခွေးမစင်စားတဲ့ကျိုးနေရှိတော့ဒီနေခွေးချဘူးဒီနေရာမှာဒီလိုမျိုးချေလဲပြီးမှမြန်မာနိုင်ငံကိုရောက်စားတယ်ဆိုတာလုံးဝမမေ့ကြဘူးနင်းတို့ကိုပြောမယ်နော် ဆိုတော့နောက်ဘာဒီသဘောတူညီချက်တွေထိုက်ပြီးမှလုတ်တယ်လဲဆိုတာတော့နောက်မှစုံစမ်းပြီးမှအကြွပြန်တင်ပေးမယ်နော်ဆိုတော့ဒီနေ့ကတော့ဒီလောက်ပဲကြွရန်တော်တာထွက်တယ်နောက်တရင်သဘောအနေနဲ့ကတော့ငွေလင်ဒုက္ခဘေးတန်တွေကိုခံစားနေရတဲ့ပြည်သူတွေကိုထောက်ပံ့ဖို့ရာအတွက် အစည်းအဝေးလုပ်နေတဲ့အဲ့အစည်းအဝေးထဲမှာခရစ်ဆိုဝင်းကပြောသွားတယ်လေဆိုတော့ကျတော့တိုင်ရင်တာလက်လက်ကိုင်းတွေဘက်ကနေမှမြောက်ပြင့်ပေးတဲ့အတွက်ကြောင့် ဒီ PDF တွေကအင်အားကြီးလာတယ်ဒါကြောင့်ရန်သူတွေကိုလည်းလျှော့မတွေ့ဖို့အဆိုပြမပြောသွားတယ်လို့ပြောတယ်ဆိုတော့ကျွတ်ရောကမြောက်ပင့်ပေးတာလုံးဝမဟုတ်ဘူးလူပမာတိုင်းရင်သားတွေလည်းသူတို့ဖာသူတို့အုတ်ချုပ်ပိုင်ခွင့်ရှိတယ်သူတို့မှလည်းသူတို့ရဲ့လွတ်လပ်ပိုင်ခွင့်ရှိတယ်နင်းတို့စစ်ခွေးတွေအခုလူပမာတိုင်းရင်သားတွေနေတဲ့နေရာမှာနင်းတို့ရွာလုံးကျွလူရွာလုံးကျွနင်းတို့မိရှုဖျက်ဆီးခဲ့တယ်ဒီလိုမျိုးပြဿနာတွေထပ်မဖြစ်ဖို့ရတော့မြန်မာနိုင်ငံတနိုင်ငံလုံးလွတ်မြောက်ဖို့ရတော့တိုင်းရင်သားတွေစီလုံးပြေးမှလုံနေတဲ့အခါမှာ အားနေနေသေးတဲ့သူတွေကိုပညာသင်ပေးဖို့တော့ကျမတို့ဝါရင့်တဲ့တိုင်ရင်တာလက်နဲ့ကိုင်းတွေကတော့အများအားကိုညီဖို့အတွက်ဖြစ်တဲ့ဒါကိုလူပမာတိုင်ရင်တာတတ်တော်တွေဖြစ်တဲ့ DPDF တွေကိုကျမတို့တိုင်ရင်သားတွေကလုံးဝမြောက်ပြင်ပေးတာမဟုတ်ဘူးသူတို့ကိုယ်တိုင်သူတို့တီးလို့သူတို့ဝန်လာခဲ့တယ်ဒါကြောင့်မို့ပဲအခု PDF တွေနင်းတို့ခွေးတွေလိုမျိုးပေါ်တာဆွဲပြီးမှလှုပ်ချင်တယ်မလှုပ်ချင်ဘူးနားမလည်ဘူးပေါ်တာဆွဲပြီးမှဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတွေမဟုတ်ဘူး PDF တွေဆိုရဟာကိုယ်အစိတ်တန်းနဲ့ကိုယ် ကိုတူချိုမခံလို့တဲ့စိတ်တကြောင်ဒီနေ့တို့ဖာတို့ဖွဲ့စည်းလာခဲ့တဲ့အဖွဲ့အစည်းဖြစ်တယ်ဆိုတာနင့်တို့ခွေးတွေမြင်းမြင်းမထားပါ PDF တွေရဲ့ရန်တွေကိုလည်းနင့်တို့ဘလောက်ပဲရှောင်သိမ့်ရှောင်သိမ့်နင့်တို့ရှောင်သိမ့်လို့ရမှာမဟုတ်ဘူးဆိုတာလည်းနင့်တို့မထားပါနော်ပြီးနောက်တစ်ခုကတော့ဗာလဲဆိုတော့အဲ့စီဝဲထဲမှာပဲဒီခွေးစိုးဝင်းကဗာပြောသွားတယ်လေဆိုတော့ အခုစစ်စင်ရေမဟုတ်ဘဲနဲ့တာဝန်တစ်ခုခုအကြောင်းဒီခွေးကောင်းဆောင်တွေအပြင်သွားတယ်ဆိုလို့ရှိရင်တော့ရုပ်ဖြတ်ပြေးသွားပါပြေးလို့ရှိရင်အထက်အဆင့်ဆင့်တွေကိုလည်းအကြောင်းကြားထားပါလို့ပြောတယ်။ဘာကြောင့်လဲဆိုတော့ဒီ April 16ရက်နေ့တုန်းကနေပြီးတော့နားမှာရှိတဲ့အမြန်လမ်းမှာ PDF တွေကနေမှ၃နာရီကြာစစ်ဆေးမှုတွေလုပ်ခဲ့တယ်။အဲစစ်ဆေးရေးထဲမှာဘုံမိုးခွေးတုံးကောင်ကိုဖမ်းထားတာဖြစ်တယ်။ဒါတွေကြောင့်အခုကတော့စစ်စင်ရဲက ပတာဝန်တစ်ခုခုအကြောင်းသွားမယ်ဆိုလို့ရှိရင်ရုတ်ဖြတ်ပါတဲ့အရင်တုန်းကငရုဖုန်းတွေကိုစစ်ပေးမှတံပေးခဲ့တဲ့နင်းတို့တွေအရင်တုန်းကငရုခရီးထွက်လို့ရှိရင်ငရုကိုစစ်ဆဲမှုလုပ်ပြီးမှဒုက္ခပေးခဲ့တဲ့အခုနင်းတို့ခွေးတွေ ်အခုဝတ်လေပြီမဟုတ်လားနင်းတို့ကိုဝတ်လေဖို့ခွင့်တစ်ခုထဲပေးတာမဟုတ်ဘူးနင်းတို့ကိုတော်လရဲပြည်သူတွေတည်ခဲတယ်တို့နိုင်ငံရဲအကျဉ်းသားတွေတည်ခဲတယ်တို့နင်းတို့ကိုလည်းအဲ့လိုမျိုးတတ်ဖို့ပွဲငါတို့အမြဲတမ်းလုပ်ထားတာဒါကြောင့်ရုပ်ဘလိုပဲဖြစ်ဖြစ်ခွေးရုပ်ကတော့ခွေးရုပ်ပဲခွေးရုပ်ကဘယ်တော့မှလူရုပ်ဖြစ်မလာဘူးဆိုတာလည်းမှတ်ထားပါเนาะပြည်သူတွေအားလုံးကြားမှာပြည့်ရှိကြပါစေ